ခမအခုလုံနေလုပ်ငန်းရက်လိုက်ရက်ပြီအဲ့လိုလိုမျိုးလှူကြည့်စစ်တောက်စစ်သားတွေသူလှူတယ်စစ်သားတွေချစ်တယ်သူလှူတယ်တန်းတယ်သူနိုင်ငံတော်အလုပ်လုပ်နေတာပေါ့ right လေးစားတယ်သူတယောက်ဘာနဲ့ရက်တည်တာလဲမိမိစာဝန်နေတဲ့လူတယောက်ဒီလိုခင်မှာလူတယောက်ဆိုအလုပ်လုပ်ရတယ်ဟုတ်ပြီနော်စဉ်းစားကြည့်ထွင်းစားကြည့်ကျွန်တော်ကြံတာမပြောဘူးဆိုတော့ခေါင်းထွင်းစားကြည့်ရဲ့လူဆိုစဉ်းစားကြည့်ဖြစ်စင်မှာအမြန်တမ်းရဲမင်းကြီးတော့ဦးရင်အောင်ပစ်တာလက်လေးလုံးပဲလွဲတယ် ဲ့ဒီချိန်မှာငါတောင်ကြီးမှာရှင်းလားတိုင်းပြည်အတွက်ရောက်ကြီးလေးမင်းမလှုပ်လှုပ်တာမဟုတ်ဘူးကွာငါတို့လည်းလှုပ်လှုပ်နေတာဟုတ်ပြီနော်အဲ့တော့ကျုပ်ကအဲ့လိုအညာမန်းချက်ချင်းချက်ချင်းမှတ်ပြီးချက်ချင်းပဲဒါပေမဲ့ကျွန်တော်သူ့ခင်မနဲ့ထိုင်ရှင်းနေတဲ့အချိန်ဖြစ်တဲ့အတွက်ကျင်မန်းကိုချက်ချင်းပဲပြလိုက်မယ်ကျွန်တော်ကျောင်းဘက်က respect ထားတယ်ပြန်ဖြတ်ပြလိုက်တယ်ကျွန်တော်ကအာကျောလာပြီးတော့သူ့ကိုမှန်းလို့သူကကျွန်တော်ကိုဂုံယူပြီးတော့စိတ်ဆိုးစိတ်ဝင်မကျုပ်အဲ့လိုပြောလို့ကျုပ်ကစောက်သေးရတာကျုပ်ညောင်ရီ ရှည်လန်းကနေပြန်လာနှစ်လမ်းမပြီးသေးဘူးကျုပ်ဘုရားတောက်ချောင်လုံးရှည်လန်းစင်မြေမှာလမ်းနေတယ်ခမားတရားလေးတို့ရဲ့ကွန်မန့်နေတိုင်းကိုသူသွားပြန်တယ်သူနဲ့ကျွန်တော်နဲ့ကသူလဲစစ်သားနော်ကျွန်တော်လဲတက်မတော်သားကိုချစ်တဲ့လူဒီလောက်ပဲကျွန်တော်ပြောပြမယ်အဲ့ချိန်မှာ तू ကဘာပြောလဲဆိုတော့ तू အောက်မှာသွားမတ်နေလူတွေကကျွန်တော်လဲမဟုတ်ဘူးကျွန်တော်မိမလဲမဟုတ်ဘူးကျွန်တော်ခင်မလဲမဟုတ်ဘူးခင်ね तू ကမဲ့နေကိုတောင်းချောက် तू ကပြန်တယ်နော်ပြန်ပြီးတော့ तू ကဘာပြောလဲဆိုတော့ तू ကသူမှန်သွားချင်းကြတဲ့လူတွေဗျာ တကယ်ရင်ကျေးတဲ့ညီလေးတော်ကိုတက်ထင်းဆိုတဲ့ညီလေးမင်းကိုစိတ်မဆိုးမင်းကိုစိတ်ဆိုးလို့ပြောနေတာမဟုတ်ဘူးမင်းငါ့ကိုချစ်ဖို့မလိုဘူးငါမင်းကိုချစ်ဖို့ပဲလိုတယ်အတိကဒါပေမဲ့မင်းရဲ့ post တွေတိုင်းမှာမင်းငါ့ကိုအရန်စော်ကားခဲ့ရတယ်ရှိတယ်အဲ့ဓာတွေကိုလေငါကအကြီးတဲ့အတွက်သဘောထားကြီးစွာနဲ့ငါမင်းကိုခွင့်လွှတ်တယ်ဒါပေမဲ့လူသိရှင်ကြတော့တခုတော့ပြောရမယ်ဘာလို့လဲဆိုတော့မင်းကလူသိရှင်ကပြောခဲ့တာ YouTube မှာတက်သွားပြီမင်းကငါ့ကိုဇော်ပေါင်းရုပ်ထဲခဲ့တာလို့ထဲပိုက်တာလို့ MP တက်ထင်းလို့ဘာလို့ဆိုတာရောက်သွားပြီ YouTube မှာရောက်သွားပြီမင်းအဲ့လိုမျိုးပြောတာတွေပေါ့နော်အဲ့တော့ကျတော့ ဟိုပြောကြရည်ဟိုတော့ဘုန်းငါဗုဒ္ဓရဲ့စစ်တီတော်ရဲ့ဦးဒီဦးဆောင်မင်းတည်နေစေပြီတဲ့ချင်းချင်းနေပြည်တော်ရောက်ရင်တွေ့ကြပါသေးတယ်နော်အကိုဘယ်လိုယောက်ျားမျိုးလဲအကိုဘတိုင်းဝိုင်းကဘယ်လိုလဲဆိုတာတွေ့ကြပါသေးတယ်ညီလေး6ရှစ်ခွန်ရှစ်လေးလေးလုံးနဲ့ခွန်ရှစ်3 5လုံးတုံညာကိုတုံကြပါနော်ဒီလိုပြောတာလဲမင်းကိုအပြစ်မြင်လို့ပြောတာမဟုတ်ဒါပေမဲ့မင်းရဲ့မင်းမနေ့ကပြောထားတဲ့ဖိုင်နေရ YouTube မှာတက်နေလို့ငါလည်း YouTube မှာတရားဝင်ပြောလိုက်တာကိုစော်ဘုန်းကြီးဆိုတဲ့လူကတက်ပြတော့ထောက်ခံခြင်းအောင်စောင့်ပြီးတော့ တက်မတော့သွေးကွေးအောင်လုပ်နေတယ်။နိုင်ငံဝန်ထမ်းတွေအချင်းချင်းသွေးကွေးအောင်လုပ်နေတယ်။တက်မတော့နဲ့နိုင်ငံဝန်ထမ်းတွေကိုပြည်သူတွေထင်အောင်ထင်မှားဖြစ်အောင်အထင်လွဲအောင်အမျိုးမျိုးလုပ်နေတယ်။ပြီးတော့ဒီကောင်ဟာမန္တလေး MDY PDB အဖွဲ့အားကောင်။ဒါကြောင့်ကျွန်တော်ကဒီကောင်အကြောင်းကိုတိတိကျကျစုံစမ်းပြီးမှကျွန်တော်က social line ပေါ်ကနေပြီးတော့တက်ပြီးတော့ဒီကောင်ကိုကျွန်တော်ပြောတာ။ဒီစကားပေါ့ သူကတက်မလို့တက်ထင်းပေါ့နော်နေပြီးတော့သူစေယုံနဲ့တက်ထင်းလို့တော့ပြောတယ်။ဘောင်းလေးမဟုတ်ဒါသူ့အဖြစ်ပြောနေတာမဟုတ်ဘူး။သူကတဲ့ဘာဆောက်ကူစားရမှာလဲတဲ့အဲ့လိုကောင်မျိုးဘူးတဲ့။မင်းတို့ကနိုင်ငံတော်တရားဝင်တာဝန်ထမ်းဆောင်နေတဲ့ကောင်တွေတဲ့။ကျွန်တော်ကကျွန်တော်မိန်းမလာတာပေးထားပါလေလေသူ့လည်းမပြောဘူး။ကျွန်တော်မိမဆိုလဲနိုင်ငံရေးလည်းမသိဘူးကျွန်တော်နဲ့တော့ဒီနိုင်ငံရေးလို့တော့ကွဲမလို့ကျွန်တော်နဲ့ကလေးနေအောင်နဲ့ကွဲမလို့တော်တော်ကိုညှိနှိုင်းထားရတာကိုကြောင့်နဲ့ဆက်လိုက်တက်လိုက်တောက်ဖူးရင်အဲ့ဒါစစ်သားတွေအကုန်တောက်ရတာပဲအဲ့ဒါစစ်သားလို့ခေါ်တယ်မင်းမှတ်ထား ်မြင်မှာထားမင်းတောင်ခမ်းမှာသွားမေးကြည့်လိုက်နားမလဲအဲ့ဒီတောင်ခမ်းကခုတောင်ဝဲဒန်းဆောင်ခဲ့ဘူးတဲ့ဒိုင်ရန်ရစစ်တီနဲ့ရောက်လာတယ်နော်သူ့ဘိမလေရင်လက်မဲ့မရှိလို့တွေ့ခင်လို့လေရင်လက်မဲ့ငါပပလီရီမှာတဲ့ပြောပေးတာဖေကငါလူကြီးကိုဖားနေတာမဟုတ်ဘူးအခြေခံစစ်တီစစ်သားကိုငါအဖေနဲ့ရင်ပြီးငါတို့အတက်နဲ့ရင်ပြီးနေခဲ့ရလို့ရှင်းလားမချောင်းကပေါင်းမေးကြည့် တရင်ဖြစ်အောင်6လနဲ့ချိန်လို့ရတယ်စစ်မျိုးမျိုးမလိုက်နေတယ်ကျွန်တော်ရှေ့တန်းစစ်သားတွေကိုအာကျွန်တော်မဆန်ထားတဲ့ပုံစံမျိုးတွေပါတယ်စစ်မျိုးပြန်နေရှေ့တန်းစစ်မျိုးပြန်မှာရှောက်နေနေတဲ့ကောင်အတုခေကိုကျွန်တော်အတန်းရှင်းရှာတယ်ဘာမျိုးလာစော်ကားရတယ်ကျွန်တော်တစ်တော့စီမီကံပြီးတစ်တော့စီမီကံလိခဲ့အောင်လုံးကတောင်းလိုင်းမတော်တောင်းအောင်မျောက်အောင်အော်နေတာမဟုတ်ဘူးခုခေမှာလူဘာလာပါလို့လူဘာလာပါလို့စောက်ချိုးတွေရာ ျွန်တော်ဟိုလူဒီရေမကြိုက်ဘူးကျွန်တော်လူန်းသူ့သူ့စင်ကျွန်တော်ကလူန်းကသူ့ပြန်ဖို့သူရှိတယ်သူတို့ကျွမ်းကျင်နေသူတို့ပါလာတယ်သူတို့ရှိတယ်သူကျွန်တော်လည်းမစော်ကားဘူးကျွန်တော်လည်းလည်းမစော်ကားနဲ့လူတွေတန်းနေတော့နိဗ္ဗာန်လာပစ္စည်းဟောတူကျုံးမရှိတယ်ကျွန်တော်ကျုံးမရှိတယ်ကျွန်တော်စုပြီးတော့လူလူတန်းမှုလည်းအများကြီးရှိတယ်မဖော်ဘူးဘမလည်းကုသိုလ်တရားရမှာဟုတ်လားဘာလို့အကျိုးလိုလိုညောင်ရင်သုံးနေတာကျွန်တော်ပြောတယ်အဲအခုလည်းကျွန်တော်အမုန်းငယ်ကြည့်တယ်အဲ့ဒါစောက်ကြီးမဆိုင်ဘူးကြီးမဆိုင်ဘူးကြီးမဆိုင် ဝမ်းလည်းမနေဘူးအဲ့လိုပြောလိုက်တယ်နော်အဲ့တော့ကျတော့ဘေးအပြင်မှာတွေ့ကျင်ပါသေးတယ်ကိုစောဘုံအေးဆိုတာဘလို့စိတ်နေစိတ်ရင်စိတ်ထားမျိုးအခြေခံစစ်တီမိသားစုအပေါ်မှာဘလို့ရှိတယ်တက်မတော်နဲ့တက်မတော်အကြီးအကဲတွေပေါ်မှာသူဘလို့ချစ်တယ်မင်းတို့ငါပြမယ်တခုချင်းဒီလေးဒါလေးကိုလုတ်ခဲ့တာဒါလေးကိုလုတ်ခဲ့ဒီလေးဒီမှာကြည့်ကြည့်ဟောဖမ်းဖမ်းဘသူမင်းမိုက်မင်းပြောနေတာနော်ဟောဖမ်းဘလို့လုတ်ဖမ်းတော့ငါပါလုတ်နေလို့လေငါပီဒီရလည်းမဟုတ်ထောက်ဖို့လည်းမဟုတ်တော်လန်တဲ့ကောင်လည်းမဟုတ်တက်မတော်ချစ်တိုင်းပြီချစ်နိုင်ငံချစ်လို့ နိုင်ငံရေးအရာဟိုဘက်ကတရင်ကိုကြောက်အမှန်မှန်ကန်ကန်မြတ်မြတ်တတပြောရတာ။အဲ့တော့ကအတကောင်ပါလေဆရာကြီးလာပါတော့စောက်ပြင်းပါနေပါညာရက်သားပါညာမင်းတော့ပြောကြရမလို့လိုင်းပေါ်မှာသလောက်អော်ကြွញ៉ានနေလားဖမ်းဆရာကြီးဖမ်းပါဘောကွာဟုတ်တယ်မလားအចောင်းရှိလို့ဟောအဲ့တော့ငါညာနားလေပေါ့မင်းလည်းတက်မလို့တက်ထိန်မယ်ဟုတ်တယ်မလားမင်းအဲ့လိုကွန်မန့်တွေပြန်နေတာဟိုကမှားနေတာငါရေးတာငါလည်းမဟုတ်ငါတကောင်ပဲတုံးတာမနေ့အကောင်ပြသွားတယ်ခုဒီနေ့အကောင်တကောင်ကြည့်နော်အဲ့ကြတော့မင်းပါပြတယ်ဆိုတော့တချို့ပြည်သူကမင်းကိုမြင်ပြီလေဟာ စစ်သားတော့ဒီစစ်သားဗားစစ်သားလေကိုတော်ဘုန်းကြီးကအဲ့လိုပြောတယ်ပါညာဆိုတော့မင်းကလည်းမင်းအတွင်းနဲ့မင်းပြောလိုက်တော့ထောင်းချောင်းတော့ထောင်းထဲမှာနေသားချောင်းအောင်လို့ထောင်းပိုင်ကိုထောင်းမှုကိုဖားပြီးတော့ကျွန်တော်ဆောက်လို့ရတတ်ပါလေလို့ဗားတက်ပါလို့ဗားရှိပါလေလို့ညာရှိပါလေလို့မဟုတ်ရင်လယ်မင်းကိုတုံးခံလိုက်မယ်အဲ့ကောင်နဲ့မငါအောင်အောင်ကြီးနော်လယ်မင်းကိုတုံးဆင်းပေးလိုက်မယ်ငါလို့ तू MDY PDR တွေပြောနေကြမလို့အဲ့ဒါသူ့ရဲ့နောက်ကြောင်းပဲသွားမေးကြည့် အလုံးပဲမင်းလာပါဒီကနေ့မှာတော့စစ်တပ်လော်ဘီအာဂျီတယောက်တပ်မတော်သားတွေရဲ့တံပြန်ဝေဖန်တိုက်ခိုက်ခြင်းခံနေရလို့စိတ်မကောင်းဖြစ်နေတဲ့ရုတ်တံတွေအပြင်နောင်ချိုတွင် အပြစ်ရထားသည့်ကြားမှာနေ့စဉ်လေးရင်ဖြင့်စစ်ကောင်စီတပ်ဘုံကျဲတိုက်ခိုက်နေတဲ့ထူးခြားသတင်းတွေပါတင်ဆက်ပေးခြင်းပါတယ်။ချမ်းပြည်မြောက်ပိုင်းနောင်ချိုမြို့နယ်တွင်အပြစ်ရထားသည့်ကြားမှာစစ်ကောင်စီသည်နေ့စဉ်နီးပါးလေးရင်ဖြင့်ဘုံကျဲတိုက်ခိုက်နေကြောင်းစုံစမ်းသိရှိရပါသည်။ပြီးခဲ့သည့်ဧပြီလ24ရက်မှ28ရက်အထိ နောင်ချုံမြို့နယ်လုံယုံကျေးရွာအုပ်စုကြောက်ကြမ်းကျေးရွာနှင့်တဖန်ကုန်းကျေးရွာဘက်တို့တွင်စစ်ကောင်စီတပ်မှလေရင်ဖြင့်ဘုံကျဲတိုက်ခိုက်ခဲ့ပြီးအရက်သားထိခိုက်မှုမရှိတော့လဲအဆောက်အဦပျက်စီးမှုရှိကြောင်းရှေ့တန်းစစ်မြေပြင်မှတပ်သားတအူးကပြောသည်နောင်ချိုကိုတော့နေတိုင်းလိုလိုလေရင်နဲ့လာဝဲတယ်ဘုံလဲမကြခဏလာကျဲနေတာလေရင်နဲ့လာတယ် အစိတ်ငွေဘုံတွေနဲ့ပါလာကျဲတာလက်နက်ကြီးနဲ့လဲခဏခဏထုနေတာထိခိုက်မှုကတော့မရှိဘူးလို့သိရတယ်ဟုအဆိုပါ DPAA တပ်သားတအူးကပြောသည်ထို့ပြင်စစ်ကောင်စီတပ်သည်လက်လွတ်ထားရသည့်နောင်ချိုမြို့ကို ပြန်လည်ထိန်းချုပ်ရန်အပြင်းထန်ထိုးစစ်ဆင်နေပြီးယခုချိန်ထိတိုက်ပွဲပြင်းထန်စွာဖြစ်ပွားနေသည်ဟုသိရသည်ဆက်လက်ပြီးစစ်ကောင်စီဘုံကျဲခံရသည့်တဖန်းကုန်းကျေးရွာနှင့်ကြောက်ကြမ်းကျေးရွာတွင်ဒေသခံအနေငယ်သာကြန့်ရှိပြီးအများစုမှာစစ်ပေးတိမ်းရှောင်ထွက်ပြေးနေရသည်ဟုသိရသည် တရွာလုံးပေါင်းမှအယောက်20ကျော်ပဲကြံ့မယ်ထင်တယ်တချို့ကပြေးစရာမရှိလို့ကြံ့နေတာတချို့ကလည်းအိမ်ဆောင်အနေနဲ့ကြံ့လဲမလုံခြုံပေမဲ့လည်းသူတို့မှပြေးစရာမရှိတော့နေနေရတာပေါ့အဲ့ဘက်ရွာတွေကဖုံးလိုက်လဲမရတော့ဘူးသူတို့ကလည်းစိတ်ပူကိုကိုကိုလည်းဂယုစိုက်ပြီးနေကြရတာပေါ့ဟု DPLA တသားတူကပြောသည်ပြီးခဲ့သည့်ဧပြီလ28ရက်တွင်လဲစစ်ကောင်စီတပ်မှနောင်ချုံမြို့နယ်တစ်ဆက်ကြီးရွာကိုလေရင်ဖြင့် ဘုံကျဲတိုက်ခိုက်ခဲ့သောကြောင့်အမျိုးသမီး2ဦးထိခိုက်ဒဏ်ရာရရှိသွားခဲ့သည်ဟုသိရသည်။ဧပြီလ30ရက်နေ့စစ်ကောင်စီဘက်မှအပြစ်ခက်ရထားရန်တပ်တန်းတိုးထားတော်လဲတော်လန်ရေးအင်အားစုထိန်းချုပ်ထားသည့်နေမည်များကိုနေ့စဉ်မိပါဘုံကျဲတိုက်ခိုက်နေသည်။အဲသူကအာကအောင်နဲ့နော်သူရေးတာက ARKR AUNG ကအောင်6413နဲ့နော်တက်မလို့တက်ထင်းပေါ့သူကစစ်ရုံးထဲကတက်ထင်းလို့တော့သူပါစကကဟိုကပြောထားတဲ့ဗီဒီယိုဖိုင်တွေရှိတယ် เนาะအဲ့တော့ကျွန်တော်ပြောချင်တာကကျွန်တော်ကသူ့ကိုဘယ်တော့မှသွားမဲ့တာလည်းမရှိဘူးတိုက်ခိုက်တာလည်းမရှိဘူးကိုယ့်ရဲ့တက်မတော်သားဝင်ထဲမှာမှတက်မတော်တက်ထင်းဖြစ်တဲ့အတွက်ဘာမှမပြောဘူးအဲ့ဒီမှာမနေတော့ဘူးကကျွန်တော်တို့ချစ်တဲ့စစ်သားတွေအားလုံးကဒီတက်မတော်တက်ထင်းနဲ့ဒီတော့သူသူသူကိုယ်တိုင်ပြောတာပါ तू ကဟိုရဲစေယုံရတဲ့တက်ထင်းနဲ့ဘယ်ကောင်းမှဆောက်ကူမဆိုင်ဘူးတဲ့အဲ့ तू ကအဲ့လိုပြောလာတာအဲ့လိုပြောလာတော့ဒါလေးပြကျွန်တော်အရေးကြီးပုံတော့လာတယ်အလုံးကြီးလေး လိုက်လွင်လိုက်လွင်နေလို့လိုက်လွင်နေလို့ဖုံးပြန်ဆက်ပြီးမယ်မမမဒီလိုပြောမှရမယ်ခဏပြောမယ်နော်အဲ့တော့ကျွန်တော်တို့ကနော်တော်တမတော်တထိန်းဆိုတဲ့ဟိုကျွန်တော်တို့ရဲ့တမတော်ကိုထိန်းထိန်းထားတဲ့သူ့အဆင့်လည်းကျွန်တော်မသိဘူးအတိအကျတော့ तू အောင်အဲ့လိုလေးဆိုတော့ကျွန်တော်ရဲ့ကွန်မန့်နေတိုင်းကို तू သွားပြန်တယ် तू နဲ့ကျွန်တော်နဲ့က तू လဲစစ်သား ကျွန်တော်လည်းတက်မတော်သားကိုချစ်တဲ့လူဒီလောက်ပဲကျွန်တော်ပြောပြမယ်အဲ့ချိန်မှာ तू ကဘာပြောလဲဆိုတော့ तू အောက်မှာသွားမှတ်တဲ့လူတွေကကျွန်တော်လည်းမဟုတ်ဘူးကျွန်တော်မိမလည်းမဟုတ်ဘူးကျွန်တော်ခင်မလည်းမဟုတ်ဘဲနဲ့ तू ကမင်းနေတောင်းတော့ तू ကပြင်းနော်ပြန်ပြီးတော့ तू ကဘာပြောလဲဆိုတော့ तू က तू မှန်သွားချင်းကြတဲ့လူတွေကတကယ်ရင်ချေးတဲ့ညီလေးတော်ကိုတက်သေးဆိုရင်ညီလေးမင်းကိုစိတ်မဆိုးဘူးမင်းကိုစိတ်ဆိုးလို့ပြောနေတာမဟုတ်ဘူးမင်းကတော့ချစ်ဖို့မလိုဘူးငါမင်းကိုချစ်ဖို့ပဲလိုတယ် အဓိကဒါပေမဲ့မင်းရဲ့ post တွေတိုင်းမှာမင်းကောင်အရန်စော်ကားခဲ့ရတယ်ရှိတယ်။အဲ့ဒါတွေကိုလည်းငါကအကြီးတဲ့အတွက်သဘောထားကြီးစွာနဲ့ငါမင်းကိုခွင့်လွှတ်တယ်။ဒါပေမဲ့လူသိရှင်ကြတော့တခုတော့ပြောရမယ်။ဘာလို့လဲဆိုတော့မင်းကလူသိရှင်ကြပြောခဲ့တာက YouTube မှာတက်သွားပြီ။မင်းကငါ့ကိုစော်မွေးကိုထိခဲ့တာလို့ထိပိုက်တာလို့ဘယ်မီတထိလို့ဘာလို့ဆိုတာရောက်သွားပြီ။ YouTube မှာရောက်သွားပြီမင်းအဲ့လိုမျိုးပြောတာတွေပေါ့နော်။အဲ့တော့ကျတော့ဟိုပြောကြရဖြစ်တာပေါ့နော်။ဘလို့ကိုအကောင်းပြီကောင်းပြီအကိုဖုံးပြဆက်ပေးမယ်လိုက်လွတ်နေလို့ ်တနားလောက်ပဲကြာမယ်နော်ဟုတ်ကဲ့ပါအဲ့တော့ကြတော့ဒီတထင်းကြီးလေးနဲ့ကျွန်တော်လည်းကြီးကြီးလိုက်နော်ဒီတထင်းကြီးလေးကိုကျွန်တော်စတိုက်ခိုက်ဘူးလားစစ်သားဗျာကျွန်တော်ဘယ်လိုတိုက်ခိုက်မှာတော့ကျွန်တော်ချစ်ရတဲ့အခြေခံစစ်တီစစ်သားပိသားစုလေဒါပေမဲ့ဒီကောင်ကျွန်တော်ပုံမှာပြောရခဲ့တယ်ပေါ့နော်ဒီကောင်လို့ပြောတာလဲ तू ကကျွန်တော်ညီလိုပါပဲငယ်တယ်ကျွန်တော်အများငယ်မှာပါအဲ့တော့ကြတော့ तू ကနော်သူ့အောက်မှာလာမန်းနဲ့မှန်တိုင်းမှန်တိုင်းမှာလာမန်းနဲ့လူက လူကုန်းရင်ကဖြုတ်လို့ရတယ်ပြက်လို့ရတယ်ဆိုကျွန်တော်ကအပြင်ကအရက်သားလေအရက်သားကျွန်တော်အရက်သားတယောက်ကလက်ရှိတာဝန်ထမ်းဆောင်နေတဲ့စစ်သားကိုကျွန်တော်ကဘယ်လိုဖြုတ်လို့ရမှာသူကတထိန်တော့တက်မလို့တထိန်ရှေယုံနေရလို့သူပြောထားတဲ့ဒီမှာဖိုင်နေရှိတယ်အဲ့လိုတထိန်မျိုးကျွန်တော်ကဖြုတ်လို့ရအောင်ကျွန်တော်ကဘာကောင်မလို့လေဟုတ်လားနော်ပါစင်နေကပါစင်နေကိုယ့်ရဲ့တာဝန်ရတာဝန်ရှိကြတာပဲကျွန်တော်ကအခြေခံစစ်တီမိသားစုပေါ်မှာဘယ်စစ်သားနဲ့ဘယ်စစ်သားမိသားစုပေါ်မှာကျွန်တော်ကရက်ဆက်ခဲ့ဘူးလို့လေ ်သူစပြောတာကပြီးတော့ तू ကအဲ तू ရဲ့အောက်မှာပြန်ဇော်ဘုံရေးကဘာဖြစ်နေညာဖြစ်တယ်လို့ပြန်နေမှန်းနေရကျွန်တော်တို့လည်းမဟုတ်ဘူးကျွန်တော်မိမကတိတော်လည်းမသုံးဘူးကျွန်တော်မိမကို तू ဘာပြောလိုက်တာလဲဆိုတော့ဇော်ဘုံရေးမိမဖာခံပြီးတော့ပေးထားတဲ့လာစာယူထားတာမဟုတ်ဘူးတဲ့ဒါဆိုရင်တက်မတော်တက်ထင်းတယောက်အနေနဲ့စီယုံထဲမှာတယောက်အနေနဲ့က तू စဉ်းစားရမှာကတို့ကတို့လာမက်တာလေကိုတော်ဘုန်းကြီးကငါတို့ရဲ့တက်မတော်သားတွေနဲ့အတူတူပူးပေါင်းပြီးတော့မှ တိုင်းပြည်ခြေစိတ်နိုင်ငံခြေစိတ်နဲ့ငါတို့အခြေခံစစ်တီမိသားစုတွေနဲ့သူတက်နိုင်တဲ့ဘက်ကနေသူလှုပ်ပေးနေတာအဲ့တော့ကိုစိုးဘုံရင်ဒီအာမန်အကြံသားဖြစ်တဲ့အတွက်ငါတို့စစ်သားတွေကိုသူအဲ့လိုလှုပ်ပိုင်ခွင့်မရှိဘူးသူကိုယ်တိုင်လည်းသိတယ်ဆိုတဲ့အဖြေပဲသူကပေးရမှာအဲ့တော့ဇော်သူ့မဲ့မှာသွားကြည့်နော်ဒီမှာသူကဟွာ like 6သိန်းရှိတယ် follow လုပ်သူက၄သိန်း1000ရှိတယ် follow ထားတာသူက26ကိုတိုင်း MB တဲ့နော်သူကအဲ့တော့သူကတောင်းလျှောက်ပြန်လာပြန်တဲ့အချိန်မှာလေကျွန်တော်နံပါတ်တွေနဲ့ကြီးပဲသွားမှတ်တဲ့လူကိုသူကပြန်တယ်ကဲအခုဒီ စေယုံထဲမှာဆိုတဲ့တက်ထင်းပေါ့နော်သူ့အစင်လဲကျွန်တော်မကြီးကျွန်တော်တောင်းလို့မနေရဒီလေးလို့မင်းရဲ့ကိုပိုင်နိုင်မဲ့ရဲ့အဆင်အမြင်လေးတစ်ချက်လောက်ပြောပါလို့ပြောပါဆိုတာကျွန်တော်ကသိရင်ဒီမှာကျွန်တော်ပြင်လို့မှာလဲတက်ထင်းရှိတယ်အကိုကြီး तू ကဘာလုပ်လဲဒီလိုမျိုးဒီလိုမျိုးတော့လွဲမနေလို့ကျွန်တော်ပြောမလို့အကျွန်တော်အကောင်ကတော့မနေရကြသွားတယ်ကြသွားတယ်ကျွန်တော်အကောင်ကြသွားလို့အဲ့တော့ကြတော့ तू ပြောတာကိုကျွန်တော်စိတ်မကောင်းဖြစ်တာက तू ကကျွန်တော်ကိုတောင်းချောက်ဆော်ကားလိုက်တယ်ဒါတဲ့ပြောတာကျွန်တော်ကတဲ့စစ်တက်ကိုလူမနာမည်ကြီးလာတဲ့ခေါင်းနဲ့နံပါတ်1ချက်နော်ဘာဆောက်ရခြင်းမှရှိတဲ့ကောင်မဟုတ်ဘူးတဲ့ ။ဘောင်းလေးကြော်လာတာတဲ့။ဟမ်။ तू ပြောလိုက်တဲ့စကားပေါ့။ तू ကတက်မလို့တက်ထင်းပေါ့နော်။နေပြီးတော့ तू စီယုံနဲ့တက်ထင်းလို့တော့ပြောတယ်။ဘောင်းလေးမဟုတ်ဒါသူ့အဖြစ်ပြောနေတာမဟုတ်ဘူး။ तू ကတဲ့။ဘာဆောက်ခုဆိုင်ရမှာလဲတဲ့အဲ့လိုကောင်မျိုးဘူးတဲ့။ငါတို့ကနိုင်ငံတော်တရားဝင်တာဝန်ထမ်းဆောင်နေတဲ့ကောင်တွေတဲ့။ကျွန်တော်ကကျွန်တော်မိမလာတာပေးထားပါလေလေ။ तू လည်းမပြောဘူး။ကျွန်တော်မိမဆိုလေနိုင်ငံရေးလည်းမသိဘူးကျွန်တော်လည်းတော့ဒီနိုင်ငံရေးလို့တော့ကွဲမလို့ကျွန်တော်လည်းကလေးနှစ်ယောက်နဲ့ကွဲမလို့တော်တော်ကိုညှိနှိုင်းထားရတာ။တော့သူကတရုတ်ပြည်ရွှေလီထဲမှာကြောက်ရောင်းလား။ ကွမ်းမလို့ဖြစ်သွားတယ်မိသားစုနောက်တစ်ခုကဒီခု2021ဖေဖော်ဝါရီလတရက်နေ့အခင်းကြီးတဲမှာစစ်တပ်ကိုပေါ်ပေါ်တင်တင်ထောက်ခံပြီးတော့မှဒီလိုရုပ်လုံးထွက်ပြပြီးတော့မှနေတာကကျွန်တော်နာမည်ကြီးကျင်လို့လားနော်အဲတတင်းကျုပ်လိုက်တဲ့ပုံကကျွန်တော်စပြောပြမယ်ဒီစစ်ပွဲတွေဖြစ်တဲ့အချိန်မှာနောင်ချိုကအဲတော့စစ်ပွဲမဖြစ်သေးဘူးကျွန်တော်တကယ်ချင်းတယောက်ကနောင်ချိုမပြန်ရဲဘူးတဲ့စစ်တပ်ကတည်းကလုံတုံရေးတွေရှိတယ်ဆိုတော့ဟုတ်ပြီမင်းမပုံနေပေးမင်းနေရေးလိုက်စားပေးငါအာမခံပြီးလိုက်ဖို့ပေးမယ်လို့ပြောကြ အပြန်ကြတော့ဗန်မွေးတိုးကိတ်မှာကျွန်တော်စစ်သားတွေကိုစားတွေ့တာကျွန်တော်တို့စစ်သားတွေပတ်ကင်းလှဲ့နေတာလှဲ့နေတော့ကျွန်တော်ကငါတို့စစ်သားတွေမောပန်းနေတာမြင်တော့ကျွန်တော်ကနောက်နေမနေ့မှာစိတ်သားချက်စိတ်သားချက်တပူးကိုတပူးကိုနော်ကျွန်တော်အလူခံတာမဟုတ်ဘူးနော်ကျွန်တော်ဘာမှမသိသေးဘူးစိတ်သားနဲ့တပူးကို9000ပေးရတယ်နော်9000ပေးရတယ်ကျွန်တော်ပတ်စံ49ဒိန်ဘူးကျွန်တော်ပတ်စံနဲ့ကျွန်တော်တို့စစ်သားတွေနော် ဒီနောင်ချိုဘန်ဝေးအုံးမဒီအုံးမကဟိုဘက်ဒီဆမ်ဆယ်ဒီ30အဲ့တော့မဖြစ်သေးဘူးကျွန်တော်တို့စစ်သားတွေဘလောက်ရှိလဲသူအင်အား900လောက်ရှိတယ်ပေါ့အဲ့နောက်ပဲဝင်ကျင်ရစားဖြစ်တော့ကလုံကြုံရေးတော့ကကျွန်တော်ကစိတ်သားနဲ့ငါစစ်သားတွေချက်သားလည်းမစားဟိုဥပမာတကူအမဲသားနဲ့ဝတ်သားဆိုရင်မညီဘူးချက်သားဆိုလည်း CB တွေဖြစ်နေလို့ကျွန်တော်ကချက်ဘာမှမဝယ်ဘဲနဲ့စိတ်သားနဲ့အတို့ရဲ့အမြုပ်ရဲ့ဆလိပ်ရဲ့ကုန်းရရဲ့ဆေးဘူးရဲ့အချိုးရည်ဘူးရဲ့ကျွန်တော်ဗန်မွေးမှာတွေ့တဲ့စစ်သားကိုကျွန်တော်တွားပေးတာ ပြီးတော့စစ်သားတွေကမစားရဲဘူးကျွန်တော်ဒါမျိုးနာမည်ကြီးအောင်လည်းလုပ်ခဲ့တာမဟုတ်ဘူးဒီတတင်းအဲ့လိုပြောလို့ပါကျွန်တော်ပြောပြတာခင်ဗျားတို့ကျွန်တော်ရဲ့ဘုရားမှာကျွန်တော်ရဲ့နေရာမှာခံစားကြည့်ကြည့်ကျွန်တော်ကိုနာမည်ကြီးခြင်းလို့တဲ့ဘာဆောင်ရေးမှမပါတဲ့ကွန်ပါညာနဲ့ပြောတော့သူ့ကိုကျွန်တော်စိတ်ဆိုးလို့ပြောတာမဟုတ်ဘူးဒီတတင်းလေးနဲ့သူတိတော့အောင်ကျွန်တော်ပြောပြမယ်အဲ့တော့ကျွန်တော်ကဒီကံပေါ်မှာကျွန်တော်ကတော်လို့ဘယ်လိုလဲဘယ်လိုလဲစပါးလေးအဲ့စပါးလေးအမှတော့တန်းစီနေတာ ။အမွေအုံမဒီအုံမကိုင်းမှာရေးဝင်အာအကောမော်ဗျာရှင်အောင်မင်းလေချင်းကိုအတော့အဆင်မဖြစ်သေးဘူး။နော်။အဲ့တော့ကျွန်တော်ဝယ်ပြီးသွားလို့စစ်သားတွေကမစားရဲဘူးဗျာ။မစားရဲတော့အကောကမရလေ။ငါလို့ဘင်းတို့ဝိုးလို့ချစ်လို့လာလူလာပါလို့စားစီခြင်းလို့လို့ဟိုဒီတိုင်းပြည်တော်လို့လုံးနေတဲ့ငါတို့စစ်သားတွေဆိုတော့တို့ကမစားဘူးဗျ။မစားတော့သူကတက်နေကိုဖုံးဆက်တယ်တက်နေကိုဖုံးဆက်တယ်သူကနော်ဒီတဒိန်လေးနဲ့ကျွန်တော်နဲ့ဘာမှမဖြစ်ဘူးနော်မဖြစ်ဘူးပဲနဲ့ဒီကလေးကသူများရဲ့မန့်နေနဲ့ကျွန်တော်ကိုလှုပ်တာ ကျွန်တော်ရဲ့မိမောင်ကဖားတဲ့ဖားခံပြီးကျွေးတာလို့ပြောတာကွာနော်အဲ့ဒါကျွန်တော်ကတဲ့နေကိုခေါင်းစားကြလို့ဆက်ကောဆက်တော့ကြတော့ခင်ဗျားဘာလို့လဲလဲကျွန်တော်မေးတော့ကျွန်တော်ဇော်ဘုံအိမ်မှာလို့ဒီစစ်သားလေးတွေကိုလာကျွေးတာပါလို့ကျွန်တော်ကျွေးချင်တဲ့စိတ်ရှိလို့လို့ဒါပပလစ်မှာအမှန်တရားပြောတာနော်အဲ့ဒါတဲ့နေယုံကခင်ဗျားဘာလို့လဲပါလားဆိုကျွန်တော်ညီအိုင်တုံးကညီဝင်းခွဲပေါ့ညီတော်ခဲ့တာပေါ့ဒီကျွန်တော်တို့ချမ်းမြောက်မှာကကနေရာဂျီဝမ်းမှာလို့အဲ့ဒါကကနေရာဂျီဝမ်းနဲ့ဒီကတဲ့နေရာဂျီဟိုကနေရာတပတ်စင်နေဖြစ်နေတယ် ဖြစ်နေတော့ခေါင်းကြတော့အကိုကြီးခမားတဲ့ကလေးတွေကိုကျွေးခဲ့ပါတဲ့အကိုကြီးပြီးတက်နေရုံကိုလာပါအောင်တဲ့ကျွန်တော်ကိုခေါ်တာကျွန်တော်နာမည်ကြီးကျလို့လူတာမဟုတ်ဘူးကျွန်တော်စစ်သားကိုချစ်တဲ့စိတ်ကနိုင်ငံကိုချစ်တဲ့စိတ်လူမျိုးကိုချစ်တဲ့စိတ်ကအထင်းသားမြင်နေရတာဒီတတိုင်းလေးကျွန်တော်ကိုပြောလိုက်တဲ့စကားကိုကျွန်တော်ပြန်ဖြေရှင်းတာနော်အဲ့တော့တက်နေရုံကိုသွားတယ်သွားသွားပြေးခြင်းမဲအမကျွန်တော်ကကျွန်တော်ကဂုံတူးတောင်ဟာနေရှိပါတယ်ဟောကျွန်တော်ဒါလေးလူခဲ့ပြရသေးဆိုကျွန်တော်လူခဲ့တယ်စစ်သားလေးတွေလူဝတ်တဲ့နေရာမှာကျွန်တော်လည်းဘယ်နေရာကိုလူလို့လူရမလဲမသိဘူး နားလည်းမလဲဘူးเนาะအဲ့ဒါပထမအစာဆုံးလူတာเนาะစိတ်သားနဲ့လူတာစက်သားတွေဝက်သားတွေမဲသားတွေဆိုမစားတဲ့လူဖြစ်မှကြောက်လို့စိတ်သားဆိုရင်လူတိုင်းစားလို့စားတူတာအဲ့တုန်းကကိုယ်ပတ်စံနဲ့ကိုယ်လူတာနော်တိန်း90ဘိုးလောက်ရှိတယ်နော်အတူချင်းကလူလည်းမကန်ဘူးမပါဘူးဒါအပြင်မှာတည့်ရလို့ဒါအဲ့ဒါကြီးမကြောချင်ဘူးအဲ့တော့ကျွန်တော်ကတက်နေတဲ့ဒီပြင်ဦးလေးတက်နေတဲ့ကျွန်တော်ရင်းနေပါဦးရင်းနေတော့ဒီပြင်ဦးလေးတက်နေမှာလိုအပ်တဲ့ ပေါ့နော်ဒီတက်မတော်သားလေးတွေကျွန်တော်လူသူတို့လိုအပ်တာလေးတွေလူချင်းပါတယ်တန်းချင်းပါတယ်ဆိုပြီးတော့ဘသူမှလည်းဘာမှမပြောဘဲနဲ့သွားသွားလူလာကျွန်တော်ကလူရင်းနဲ့အဲ့မှာအဘတယောက်နဲ့တွေ့တယ်အဘတယောက်ဆိုတာတော်တော်စီနီယာကြားတယ် तू က तू ကဓမ္မောက်လူချင်းတာတဲ့ तू မှာပတ်စံ16သိန်းတော့ပဲရှိတယ်တဲ့ဓမ္မောက်ကသိန်း40ကျော်လောက်ကြမယ်တဲ့ဟုတ်ပြီအဘခင်ဗျာဘာ16သိန်းပဲစိုက်ပါကျွန်တော်သိန်း40ကျော်တာကိုကျွန်တော်စိုက်ပါမယ်ဆိုပြီးတော့ဘသူမှမပြောဘဲနဲ့လူခဲ့တာ နော်လူခဲ့တာဒါပြင်ဦးရင်တက်နေမှာတိုက်တက်လူကိုမေးကြည့်ဒီတထင်းကြီးလေးကျွန်တော်ကိုပြောလိုက်တဲ့စကားတွေကကျွန်တော်တော်တော်လေးကိုစိတ်မကောင်းဖြစ်မိတယ်ဒါပေမဲ့သူ့ကိုကျွန်တော်အပြစ်မမြင်ဘူးသူဒီစစ်သားမို့လို့ကျွန်တော်သူ့ကိုချစ်တယ်နော်အဲ့တော့အဲ့ဒီလူရင်းလူရင်းနဲ့ကျွန်တော်တို့ကဒီတံပေါ်တို့ကြောင်မဲလေးတို့ဘာတို့အောက်ခြေဘာညာကျွန်တော်တို့ကကျွန်တော်လူကျွန်တော်တို့ကပြောနေတာကသူပြောလိုက်တာကကျွန်တော်ကဒီလိုလူမှနာမည်ရပြီးတော့မှဒီလိုမျိုးပုံစံမျိုးဆိုတော့ကျွန်တော်အခုလူတဲ့ထဲမှာ ကျွန်တော်ပြောပြမယ်လပကဒိုင်းမူကြီးရှိမှာကျွန်တော်စံတစည်းကောင်းဘူးလားဗျပြင်ဦးလေးမှာရှိတဲ့ကိုကျုပ်စိုးမြတ်တို့ကိုမေးကြည့်ပါကျွန်တော်ဘာအကူအညီကောင်းဘူးလဲကျွန်တော်ကိုရေးကိုတာပါစင်နေနဲ့ကျွန်တော်လူခဲ့တဲ့ရှေ့တန်းကစစ်တီစစ်သားတွေမှာကျွန်တော်ဘာအကူအညီကောင်းဘူးလဲခင်ဗျမေးကြည့်ပါစော်ဘုံရင်မင်းငါတို့ကိုဒီအကူအညီကောင်းဘူးလဲဆိုရင်ပါလာလာရိုက်လိုက်ပါပါလာလာရိုက်လိုက်ပါဒါပေမဲ့အဲ့ဒီတထိုင်လေးပြောလိုက်တဲ့ဇကားကကျွန်တော်ကားတဲ့လိုင်းပုံကလေကလေးကွားပေါ့တောင်အောင်မြောက်အော်တဲ့ကောင်လေဟာကျွန်တော်ချစ်တဲ့စစ်သားက ျွန်တော်အဲ့လိုပြောတယ်ကျွန်တော်မိမဖန်ခံတယ်ဆိုတဲ့စကားသူပြောတယ်ဟမ်ကျွန်တော်ကတက်မတော်တထင်းဆိုတာလေးသားပြီးသားဗျနောက်ဆုံးနေပြည်တော်စီယုံကတက်မတော်တထင်းဗျဘလို့လေးသားဗျကောင်းတယ်ဟောဒါပေမဲ့တိတော့ပေါ်မှာကျွန်တော်မှန်းနဲ့မှန်းနေမဟုတ်ပဲနဲ့သူများမှန်းနဲ့မှန်းနေကိုစော်ဘုံကြီးကဘာကောင်းဘူးလို့လေတို့ထုတ်လို့ရတယ်စော်ဘုံကြီးကလူတွေကဥမဲသူတွေကရှာတဲ့မိခင်တိုင်းမှာတာဝန်ထမ်းဆောင်လာတာ စစ်သားကိုချစ်တာတော့မှဒီလိုမျိုးပြောတယ်ဆိုတော့ကျွန်တော်ဒီတက်ထင်းကိုအဖြစ်ပြောတာမဟုတ်ဘူးအဲ့တော့တက်ထင်းတယောက်ဖြစ်ပြီးတော့မှနော်ကိုယ့်ရဲ့ညီကိုချင်းချင်းဒီလိုမှန်နေကိုလိုက်ပြန်ပြီးတော့မှကျွန်တော်ကိုပြောတော့ကျွန်တော်မှလည်းမင်းသားကြီးဆိုတဲ့ကောင်ကလည်းကျွန်တော်နေတတ်မယ်ညာတတ်မယ်အမျိုးမျိုးချင်းကြောင့်လေတိုက်ခိုက်နေဟာနောက်ဆုံးကိုချစ်ရတဲ့စစ်သားကကိုကိုဒီလိုလာပြောတယ်ဆိုတော့ဟမ်စော်ဘုံရဲ့မိမဖာခံပြီးပေးတာမဟုတ်ဘူးလေအဲ့နေရာမှာကိုစော်ဘုံရဲ့ကျွန်တော်တို့စစ်တပ်ကိုချစ်တဲ့လူ ခဏမန့်တွေကိုပြောကြရမလို့ဘူးကျွန်တော်တို့ကိုစော်ဘုန်းကြီးသိမ်းမှတွေ့တာမဟုတ်တော့အခု तू ကကျွန်တော်ကိုပါစော်ဘုန်းကြီးဆိုတဲ့ကောင်ကဘာကောင်မလို့လဲလို့ပေါင်းနေမကြုံနေလို့စီးနေမကြုံနေလို့ကျွန်တော်ကဘာတက်မတော်နဲ့ပတ်သက်ပြီးဘာပေါင်းနေစီးနေကြုံနေလို့လဲဟမ်ကျွန်တော်တက်မတော်သားကိုချစ်ရတဲ့ချစ်ချင်းမြတ်တာတွေကကျွန်တော်နေရာမှာနေကြည့်လေဒီနေပြီးတော့စေယုံကတက်ထိန်လို့ပြောတယ်ဒီမှာ तू ကိုထိန်နဲ့ MP ဆိုပြီးတော့မှနော်တကယ်တမ်းပြောရင် तू ကကျွန်တော်ကိုပြောရမှာအကိုကြီး အကိုကြီးတက်မတော်ချက်တယ်သူကနှုတ်ကြောင်တင်မယ်လို့ဘာလို့ညာလို့အဲ့အရာတွေကျွန်တော်မကြောက်လို့လုပ်တာအဲ့ဒါကိုကျွန်တော်ကစစ်တပ်ကိုလူပြီးတော့မှသူရဲကောင်းလုပ်နေတဲ့ပုံစံမျိုးဟာကျွန်တော်ဘဝသွားပြီပေါ့ဗျာကျွန်တော်တက်မတော်နဲ့တက်မတော်သားမီးသားစုကိုချက်တာဟမ်ဘလူမျိုးပြောလိုက်တာတော့လို့အကိုကြီးလေးကဟမ်ပြီးမင်းမန့်နေပြန်နေပြန်နေပြန်နေမန့်တိုင်းမှာငါနာမည်တွေနဲ့မန့်နေမန့်နေပြီးမင်းရွေးပြန်လိုက်တာ တမလို့တတ်ထင်းဆိုတာကျွန်တော်တွေ့ဘူးတဲ့တမလို့တတ်ထင်းဟာတတင်းစီကံကောင်းမွန်တဲ့တမလို့တတ်ထင်းနေသူ့ကိုလည်းစီကံမကောင်းတာလို့ပြောတာမဟုတ်ဘူးဒီလိုမျိုးစကားမျိုးဆိုတာပြောတင်နေမပြောတင်ကိုစဉ်းစားရမှာနော်သူကဘေးကသူကမန့်လိုက်တာလေသူကိုယ်တိုင်တိတော့ဆော့ပြီးတော့မှဘေးကသူမန့်နေမန့်နေဦးတမလို့ချစ်တဲ့လူနဲ့တမလို့သားနဲ့တွေးခွဲတာဦးကျွန်တော်ကရက်သားတွေဘလို့လို့တမလို့သားတယောက်ကိုကျွန်တော်ကဆုံးဖြတ်ပိုင်권ရှိမှလေပိုင်နာတို့ဆိုင်နာတို့ဆိုတာကျွန်တော်အမြဲတမ်းပြောနေတယ်မရှိဘူးလို့ကျွန်တော်မှရင်လည်းကျွန်တော်ဖန်ခံရမှာလို့နော်အဲ့ဒါကျွန်တော်ကအခု ကဲမင်းပြောတယ်လို့ငါကြီးကိုပြောပြမယ်ဒီဖြစ်ဒီကတည်းကမင်းတို့2021ဖေဖော်ဝါရီလတရက်နေ့အခင်းချင်းစဖြစ်သေးကလက်ချိုးရင်လို့ရတယ်တမတော်ကိုအားပေးဝင်ရတော့ခံတယ်လူအတူတည်းရှိတယ်လို့တော့ဟမ်ရှင်းတိုင်းရောက်နေတဲ့တမတော်သားတွေကိုကိုယ်တိုင်ကိုယ်ကြသွားပြီးတော့မှနော်ကျွေးစရာကြီးကျွေးမွေးစရာကြီးမွေးလူစရာကြီးလူပေးစရာကြီးပေးခဲတဲ့ဘာတူရှိလို့လဲအဲ့ဒီငါအစည်းအဝေးတမတော်ငါပြောမယ်နော်ငါကငါမင်းကိုပြောပြီးပြီ အခုငါအလုံးလုံးနေတဲ့အပေါ်မှာငါနိုင်ငံတော်နဲ့တက်မတော်ပေါ်ကတခုမှအခွင့်အရေးမယူဘူးငါအခွင့်အရေးယူမှုတယ်လို့မင်းကိုပြောတယ်လို့ရှိရင်မင်းလေးနဲ့တော့လာထိုးလာနိုင်လေဟာမင်းကိုချစ်လို့ပြောတာမင်းမားနေပြီမင်းမားနေပြီမင်းငါ့ကိုဇော်ဖုံးရေးဘာညာပြောလဲငါဘာမှမဖြစ်ဘူးနော်မင်းအရင်မားသွားပြီဟဲ့မင်းကတက်မတော်တတိုင်ဟုတ်တယ်စီယုံတွေကမင်းကိုတိုင်ဝန်ခံခဲ့တာရှင်းနမ်းကရောက်နေတဲ့စစ်တီစစ်သားတွေကမင်းအဲ့လိုပြောတော့သူတို့ဘာခံစားရမလဲဟာကိုတော်ကောင်ကြီးအဲ့လိုလူမဟုတ်ပါဘူး အခုမြင်စတားလင်းတစ်ခုကိုသိန်း90လောက်ရှိတယ်ဥပမာတစ်ခုမင်းလူမလားငါညီလေးငါမင်းတို့မင်းစတားစိတ်တက်ရှိတယ်ဆိုရင်ကိုစော်ပေါ်ရငါတို့စစ်တီစတားတွေအတွက်တကယ်သူတက်နိုင်တာသူ့မှာမရှိရှိတာငါတို့မသိဘူးလှုပ်ပေးနေရှာတယ်သူ့ဘာအခုရဲယူလဲမင်းလိုက်လေ့လာရမှာနော်စစ်တပ်ကိုလှူပြီးတော့မှကျွန်တော်ကဒီအာကြီးကိုကျွန်တော်လှုပ်ပါလို့ဟဲ့အောင်ရှမ်းမြောက်မှာညီလေးဒီမှာလာကြည့်ကြည့်လိုက်နော်လူတွေအကုန်လုံးသိတယ်နော်စော်ပေါ်ရင်ဆိုတာဘယ်လိုကောင်လဲဆိုတာငါအရင်ရှိမှအော်ခဲ့ပါပြီ ငါလိုလူထဲမှာမပါဘူးကွာငါကအဖေအမေမွေးတဲ့ကငါအဖေ1998ကဆက်သားအားရဆိုင်နဲ့တပ်ပြည့်ပြင်စင်နဲ့အငိမ့်သားယူတာညီလေးရနော်ငါအမေကလူကြီးတွေရဲ့ထမိန်တွေအင်းကြီးတွေမိမှုတိုက်ပေးခဲ့ရတာတော့မှငါတို့ရဲ့မိသားစုကမင်းတို့ငါပြောမယ်ဥခင်ညုံဥသိန်းစိတ်ဥမင်းအောင်လိုင်းတက်တက်လေးနေခဲ့တာမင်းကသူများလာရေးတာနဲ့မင်းကကိုယ့်ရဲ့အနေထားကိုမင်းမတွေ့တော့ဘူးငါတက်ထိန်ပါလားငါတက်မတော်ဆစ်စီကန်ထိန်သိမ်းရင်ကလူတယောက်ပါလားဒီရေးတဲ့မက်ကိုငါပြန်တင်လားမပြန်တင်လားဆိုတာမင်းစဉ်းစားဖို့ကွာ မင်းနဲ့ငါနဲ့ရန်ဖြစ်ဘူးလို့လားမင်းကငါဘယ်နဲ့ကဘာပြောဘူးလဲမင်းရဲ့ပို့စေကိုငါကြည့်ပြီးငါလိုက်ပေးပေးခဲ့တာပဲရှိတယ်။ငါမင်းကိုဘယ်တော့မှမပြောခဲ့ဘူး။တက်မတော်သားတွေအများကြီးကစားနေတယ်။အခုမင်းမတ်နေသွားကြည့်လိုက်ဟိုမှာမရရမှာကိုစောဘုံဝင်းပို့ပေးတဲ့ငညာရေကျော်တွေဆက်လိုက်တွေအမိုးအကာတွေကျွန်တော်တို့ရပါတယ်တဲ့မှတ်ထားတယ်။နော်တရားစော်စိုးတဲ့အကောင်ကအဲ့ဒါမရရနော်။ညီလေးမစုံမပို့လို့ပြီးတော့လူပြီးတော့မှနာမည်ကြီးကျင်တဲ့လူတွေမှာအကူမပါဘူး။နာမည်ကြီးပြီးတော့မှအကူမိသားစုဘဝကြိုကွဲခံပြီးအကူအသက်ကိုရင်းပြီးတော့မှ အကိုအဲ့လိုကိုမလုပ်ဘူးအကိုတကယ်ချစ်လို့ဒီနိုင်ငံဒီလူမျိုးနဲ့ဒီတက်မတော်တကယ်ချစ်လို့အကိုလုပ်ခဲ့တာလုပ်ရလားဒီလေးရှာကြည့်လေအဲ့လိုဒီလိုတော့လို့အကိုကလူပြီးတော့မှနာမည်ကြီးအောင်လုပ်တယ်ဆိုရင်အဲ့လိုလုပ်တယ်လုပ်ရတဲ့လူဘယ်နှယောက်ရှိလဲကဲလူပါပြီတက်မတော်လူပါပြီအကိုလိုရုပ်တွက်ပြပြီလူတော့လားဒီလေးရမင်းစဉ်းစားသာသာပြောတတ်မှာပေါ့မင်းလည်းတက်မတော်ကတထင်းတယောက်ပဲမင်းနဲ့ငါနဲ့ဘာမှမဖြစ်ဘူးပဲနဲ့မဲ့နေကိုငါမဲ့နေကိုငါမရေးတဲ့မဲ့နေကိုပြောပြီးငါမိမ့်မအောင်မင်းဟာဖာကန်ချွေးဖာကန်ထားတာလားဆိုတော့ မင်းကစဉ်းစားပေါ့ကွာငါခင်မတော့ပြောတာပေါ့ကူလေးလောက်ဒီလောက်တက်မတော်ကိုချစ်တာနိုင်ငံကိုချစ်တာလူမျိုးကိုချစ်တာဒီလောက်ရုပ်ထွက်တာပြီးအသေးခံပြီးလှုပ်နေတာကိုဒီတက်တဲဆိုတဲ့လူကတမီးအမကိုဖာခံပြီးလှုပ်တယ်ပြုတ်တယ်ဆိုတော့ဟမ်မင်းကစိတ်ကိုလိုက်သေးတယ်သူ့ကိုငါလည်းမသိဘူးငါညာအိတ်သွားတယ်ငါအကောင့်ပြက်သွားလို့ဆောင်ရင်းနဲ့ဝင်ဆောင်ပါတဲ့ငါကစော်ကားထားတာတဲ့ငါ့ကိုလည်းပစိန်နဲ့ပေါက်ရင်းနဲ့မင်းပို့လို့ရှိတယ်ငါငါ့ကိုအဲ့နဲ့ထွင်းနေတော့ပစိန်နဲ့ပေါက်ပါတဲ့ဟမ်မင်းစစ်သားဖြစ်ပြီးတော့ကွာ မိမတယောက်နဲ့သူလည်းသူ့မောင်ဖားခံနေပါညာပြောတော့မင်းတို့ပြောတာဗောဟုတ်လားဘာမိမဘယ်လိုဖားခံပါလဲပြောငါတို့ညာသူဝင်မှာမရှိဘူးငါညာတမရုံဖြူဖြူစင်စင်ကိုချစ်တာတမရုံအကြီးကဲတွေဘလူးမပြောင်းတိုက်ဝဲဖြစ်နေပြီအာအနာဘူးစီပို့ပို့ပြီလီပိုလီပို့ပြီမင်းအနာဘူးစီအလုံးထောင်းနေရာထောင်းတော့ပြင်ဦးလေးမှာရမယ်ထင်တာမရရအောင်လုပ်ပေးခဲ့တယ်အများကြီးအများကြီးမဟုတ်အဲ့ဒါကြီးကြိုးကျင်တာမဟုတ်ဘူး ်မေတ္တမိသားစုတွေကတီဘောတွေပါလေဖြစ်တယ်အဲ့ဒါဆိုမင်းကငါကတောင်အောင်မြောက်အောင်ဆိုလို့ရှိရင်ငါတီဘောကိစ္စတွေဒီရှမ်းမြောက်လာရှိုးစစ်စင်ကိစ္စတွေဒီအုံဒီအုံကဆန်ဖြဲဒီအုပ်ကိစ္စတွေပြီးရခိုင်ငါအော်ခဲ့တာတွေမင်းတို့ကြည့်လိုက်အမ်းကြတော့မယ်နော်အမ်းကြတော့မယ်နော်ကြသွားတယ်အဲ့ဒါဆိုရင်ငါရမခကြိုင်ဇော်ဖွဲဆိုရကောင်လေဖြတ်ပြီးတော့တတ်ခံတယ်ကွာလို့ပြောခဲ့တာကိုတက်မတော်ယုံလို့လေဒါပေမဲ့ကြရမခလာချိုးကြသွားတယ်ငါဘယ်လောက်ဆောက်ဆက်ကွဲလေတက်မတော်နဲ့ပတ်တိုင်း ဒါပေမဲ့အဲ့ဒါတမတော်အပြစ်မဟုတ်ဘူးငါအပြစ်ငါတမတော်ကိုချစ်တယ်ငါရဲ့အပြစ်အခုတမတော်ကကြည်တချမ်းမမပေါဝင်နေဝင်သွားခဲ့တယ်အဲ့ဒါငါတို့အရှုံးနေရအမျက်ပဲနော်မင်းကနေပြီးတော့မှတထိန်လုပ်ပြီးတော့မှစေယုံနေမှတထိန်လုပ်တယ်မင်းပြောတာပဲဘာလဲမင်းတို့မသိဘူးမင်းကငါ့မို့လို့အဲ့လိုပြောရတယ်သောပေါ်ရလို့လူတွေလုံပြီးတော့ပေါက်ပြက်လိုင်းပေါ်မှာတောင်းအောင်မြောက်အောင်ဆိုတာညီလေးရတောင်းအောင်မြောက်အောင်ဆိုရင်ငါ့ကိုဖမ်းပြီဗောဟာဦးစားမင်းဆိုတော့900ငါးနဲ့ဖျောက်ငါကမြန်မာနိုင်ငံအတွက်တက်မတော်ဘက်ကရက်တီလေးကောင်းဦးစားမင်းဆိုတော့အမဆူကိုလွတ်ပါလို့ဘာလို့ပြောတဲ့ကောင်မဟုတ်ဘူး ဦးစားမင်းတွေကမဆုလို့ခေါ်ရင်ငါအင်္ဂလိပ်လုံးမရလို့ခေါ်တဲ့ကောင်ကမိများသွားတာပေါ့ကွာငါမိသားစုပါစော်ကားလိုက်တာငါတက်မတော်ပေါ်မှာချစ်တဲ့အချစ်တွေပါမင်းငါ့ကိုလုပလိုက်တာနော်မင်းခံစားချက်တွေသာသွားတာစစ်တပ်မှညီလေးအကုန်ကောင်းလားအကုန်မဲကြည့်ပါမယ်အဲ့တော့ဆိုရင်စစ်တပ်မှာအကုန်ကောင်းနေဆိုရင်ငါမင်းကိုပြောမယ်ရမကဘာလို့ကြာသွားလဲ